တိုက်တန်းနဲ့ရုပ်ရှင်မှာပါတယ်ကျမတို့ဒီ Jack နဲ့ Rose ကိုအားလုံးသိကြမှာပါဆိုတော့အဲ့ဒီရုပ်ရှင်ဆက်ကားကိုလည်းကြည့်ဘူးကြမှာပါတော်တော်များများကလေဆိုတော့အဲ့ဒီ Titanic ကားထဲမှာပါတဲ့ဒီ Jack နဲ့ Rose တို့ရဲ့ဇလန်းကစိတ်ကူးရင်ဇလန်းဆိုပေမဲ့လေ Titanic သင်္ဘောမှာအမှန်တကယ်အချစ်ဇလန်းတွေရှိခဲ့ပါတယ် Isidor Strack ဟာဒီ Germany ဇာတိ American စီးပွားရေးလုပ်ငန်းရှင်နိုင်ငံရေးသမားနဲ့ဒီ New York မှာရှိတဲ့အာ Marcy Department Store ပေါ့လေဒီ Marcy ကုန်တိုက်ကြီးရဲ့ တွဲပိုင်ရှင်တယောက်ဖြစ်ပါတယ်။သူနဲ့သူ့ရဲ့ဇနီးပေါ့နော်အမျိုးသမီးအိုက်ဒါတို့နှစ်ယောက်ဟာနင်းမြုပ်သွားခဲ့တဲ့တိုက်တန်နစ်သင်းမောပေါ်မှာပါလာကြတဲ့သူတွေဖြစ်ပါတယ်။သင်မောနင်းမြုပ်တဲ့ညမှာတော့ ECDO ရဲ့ဒီတက်စာရှိတဲ့ဇနီးပေါ့လေအမျိုးသမီး Aida ဟာဆိုလို့ရှိရင်သူ့ရဲ့ခင်မောအမျိုးသားကိုမထားခဲ့ခြင်းနဲ့အတွက်ကယ်ဆယ်ရေးလှေပေါ်ကိုတက်ဖို့ငင်းဆန်ခဲ့တယ်လို့ယုံကြည်ရပါတယ်။သူတို့နှစ်ယောက်ဟာဆိုလို့ရှိရင် Titanic သင်မောနင်းမြုပ်တဲ့အချိန်မှာအတူသေ ဆုံးဖို့အာရွေးချယ်ခဲ့ကြတာပါရပ်ပိုင်းအတွင်းကတော့ဒီအဲ့ဒီအချိန်ကအချမ်းသာဆုံးလူပုဂ္ဂိုလ်တွေထဲမှာပါတယ် EC Door ရဲ့လက်ပတ်နာရီကိုလေးလံတင်ရောင်းချချိန်မှာစံချိန်တင်ဈေးနှုန်းရခဲ့ပါတယ်သူရဲ့16 carat အာရှိတဲ့ဒီအာ Joe Jackson နာရီဟာအာတိုက်တန်နစ်သင်္ဘောနင်းမြုပ်သွားတဲ့အချိန်မှာရပ်တန့်သွားခဲ့တာဖြစ်ပါတယ်သင်္ဘောနင်းမြုပ်ပြီးရက်အနည်းငယ်အကြာမှာတော့တေဆုံးနေတဲ့ စီဒေါ်ရဲ့ဒီလက်မှာပတ်ထားတဲ့အဲ့ဒီရွှေနာရီကိုအတ္တလန်တိတ်သမုတ်တရားထဲမှာပဲပြန်တွေ့ခဲ့တာပါ အဲ့ဒီနိုင်ရီကိုတော့ဒီနိုမလာ22ရက်နေ့ပြီးခဲ့တဲ့စနေနေ့ကအမေရိကန်နိုင်ငံ Devices မြို့မှာလေးလံတင် ရောင်းချခဲ့ရမှာတော့ Starlink ပေါင်း1.8တန်းမြန်မာငွေနဲ့ဆိုလို့ရှိရင်သိန်းပေါင်း8000နီးပါးနဲ့ရောင်းချခဲ့ရပါတယ်။အဲ့ဒီလေးလံပွဲမှာပဲဒီ Isidor ရဲ့နိုင်ရီနဲ့အတူသူ့အမျိုးသမီးသူ့ဇနီးတွေပေါ့လေနော်။သူမိမဒီ Ida ရဲ့ရေးခဲ့တဲ့စာတစောင်းကိုလည်းပေါင်းသသိန်းနဲ့လေးလံအောင်ခဲ့ပါတယ်။အဲ့ဒီ Titanic င်းမောပေါ်မှာပါတဲ့ပစ္စည်းတွေကိုစုစုပေါင်းစတာလင်ပေါင်း၃တန်းကျော်ဖို့ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်ရှင်။